ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အဓိကနိုင်ငံရေးပါတီတစ်ခုဟာမေ22ရက်ကယာယီအစိုးရအဖွဲ့ကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေကိုပြုလုပ်ခဲ့ပြီးရွေးကောက်ပွဲ ပြုလုပ်မဲ့နေ့ရက်ကိုကြေညာပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ PNP ကိုထောက်ခံသူတွေဟာဒါကာမြို့တော်ရဲ့လမ်းတွေပေါ်မှာဆန္ဒပြခဲ့တာဖြစ်ပြီး၎င်းတို့ရဲ့ကိုယ်စားလှယ်လောင်းကိုဒါကာမြို့တော်ဝန်အဖြစ်ခန့်အပ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ PNP ပါတီဟာလာမယ့်ရွေးကောက်ပွဲမှာအနိုင်ရဖို့ရည်မှန်းစားနေတဲ့ပါတီဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာ2024ခုနှစ်ဩဂုတ်လကဝန်ကြီးချုပ်ရှိန်ဟာစီနာအစိုးရအဖွဲ့ပြုတ်ကျခဲ့ပြီးကြတဲ့ကငြိမ်းချမ်းနိုဘယ်ဆုရှင်မိုဟာမက်ယူနိုဦးဆောင်တဲ့ဂျာဖြတ်အစိုးရအဖွဲ့က နိုင်ငံကိုအုပ်ချုပ်နေပါတယ်။ယူနိုရဲ့ဂျာဖြက်အစိုးရအဖွဲ့ဟာရွေးကောက်ပွဲပြုလုပ်မယ့်နေ့ကိုမကြေညာရသေးပေမဲ့လည်းယူနိုကရွေးကောက်ပွဲကို2026ခုနှစ်ဇွန်လထက်နောက်မကျဘဲပြုလုပ်ပေးမယ်လို့ကတိပြုခဲ့ပါတယ်။ PNB ပါတီကတော့ယာယီအစိုးရအဖွဲ့ဟာ2020ပြည်နှစ်ရွေးကောက်ပွဲကအနိုင်ရခဲ့တဲ့၎င်းတို့ပါတီရဲ့ကိုယ်စားလှယ်ရဲ့အမည်ကိုထုတ်ပြန်ခဲ့တဲ့ရွေးကောက်ပွဲကော်မရှင်ဆုံးဖြတ်ချက်ကိုပိတ်ပင်နေကြောင်းဆွဆဲခဲ့ပါတယ်။ PNB ပါတီရဲ့ကိုယ်စားလှယ်လောင်း Isharat Hossein ဟာ ဒါကမြို့တော်ဝန်အဖြစ်ခန့်အပ်ခံခဲ့ရခြင်းမရှိပဲမြို့အာဏာပိုင်တွေကအစိုးရကခန့်အပ်ခဲ့တဲ့အုပ်ချုပ်ရေးမှုကိုသာရွေးချယ်ခဲ့ပါတယ်။မေဆယ်ရက်ကလည်းရာရီအစိုးရအဖွဲ့ဟာဟာစီနာရဲ့နိုင်ငံရေးပါတီဖြစ်တဲ့အဝါမီလိဖ်ပါတီရဲ့လှုပ်ရှားမှုအလုံးကိုပိတ်ပင်ခဲ့ပါတယ်။